မြောက်ရီမြို့မှမရိမှုများ၏တရားခံအမှတ်9ရပ်ကွက်အုပ်ချုပ်ရေးမှူးမဘာသာအစွန်ရောက်စိုင်းညွညွဥကိုစစ်တပ်လက်အောက်ခံဂရင်ပြည်နယ်ဆိုရက စီမံထူးချွန်တတရဆင့်စုချင်းမြင့်ကြောင်းတည်ရပါတယ်။ဂရင်ပြည်နယ်မြောက်ရီမြို့တွင် အသက်မပြည့်သေးသောကျောင်းသူအရွယ်မိန်းကလေးငယ်များပါဝင်မရိမှုများ၏တရားခံအမှတ်9ရပ်ကွက်အုပ်ချုပ်ရေးမှူးမဘာသာအစွန်ရောက်စိုင်းညွညွဥကိုစစ်တပ်လက်အောက်ခံဂရင်ပြည်နယ်ဆိုရကစီမံထူးချွန်တတရဆင့်စုချင်းမြင့်လိုက်ကြောင်းသိရှိရပါတယ်။ ယနေ့ကြာရောက်သည့်290ပြည့်ဂရင်ပြည်နယ်၏အခမ်းအနားတွင်စစ်တပ်လက်အောက်ခံဂရင်ပြည်နယ်အစိုးရကအထက်ပါတိုင်းစိုင်းမြင့်မြင့်ဦးကိုစီမံထူးချွန်မှုတတိယဆင့်စုကိုချင်းမြင့်ခြင်းဖြစ်ပါသည်။ဂရင်ပြည်နယ်မြောက်ရီမြို့အမှတ်9ရပ်ကွက်အုပ်ချုပ်ရေးမှူးလည်းဖြစ်မဘာသာအစိုးရတူလည်းဖြစ်သူစိုင်းမြင့်မြင့်ဦးကရဲရင်ရင်ကျေးနာမည်ဖြင့်ဓမ္မစကူအခမဲ့စာရင်ကျောင်းဖွင့်က အသက်မပြည့်သေးသော မိန်းကလေးရင်ကြားပါဝင်ကျောင်းသူ၁၀ဦးထက်မနည်းကိုမရင်းကျင့်ခြင်းနဲ့ လေပိုင်းဆိုင်ရာအမျက်ထွက်မှုများကျူးလွန်ခဲ့သူဖြစ်ကြောင်းကျူးလွန်ခံရသောမိန်းကလေးငယ်များကတရားဝင်ထုတ်ပေါ်ပြောဆိုထားပါသည်။စံမြင့်မြင့်ကောင်မဆိုင်သည့်မြောက်ရီမြို့နယ်အမှတ်၅ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သည့်အပြင်စစ်တပ်ထောက်ခံသောမဘာသာအစွန်ရောက်အမျိုးသားရေးအစွန်ရောက်တူလည်းဖြစ်ပြီး2012ခုနှစ်ကလေးကမဘာသာအဖွဲ့နဲ့စစ်တပ်ထောက်ခံရေးတွင်ထဲထဲဝင်ဝင်ပါဝင်လှုပ်ရှားသူဖြစ်ပါသည်။ဒမတ်စ်ဘူးကြောင့်များခက်စားခြင်းမြောက်ရီမြို့နယ်တွင်လည်းရဲရင်ရင်ကျင်းနာမည်ဖြင့်ဒမတ်စ်ကခမဲ့စာတင်ကြောင်းဖွင့်က အသက်မပြည့်သေးသောမိန်းကလေးငယ်များကိုကျောင်းသူအဖြစ်လက်ခံတင်ကြားပေးခဲ့ပါတယ်။ထို့သောကျောင်းသူမိန်းကလေးငယ်များကိုလက်ခံတင်ကြားပေးရင်2019 2018ခုနှစ်ပညာသင်နှင့်အတွင်းအသက်73နှစ်အရွယ်ရှေ့တန်းကျောင်းသူတို့နေထိုင်သောအခါတွင်တိဝင်ရောက်ကမရေတင်ခဲ့ပြီးမိသူကိုများဖွင့်မပြောရန်ချင်းချောက်ခဲ့ကြောင်းထို့ပြင်ကိုဝန်တားဆီးများကိုလည်းတိုက်ခဲ့ပြီးတရားဝင်ယူမိသူဆိုကအတင်းအကျပ်စာချုပ်ကိုလက်မှတ်ရေးထိုးစေခဲ့ကြောင်းသိရှိရပါတယ်။အလားတူရက်ွက်အုပ်ချုပ်ရေးမှုက အခြားမိန်းကလေးငယ်များကိုလည်းမရင်ကျင့်ခြင်း၊လေပိုင်းဆိုင်ရာအမျက်ထုတ်ခြင်းတို့လှုပ်ဆောင်ခဲ့ပြီးမိန်းကလေးစုစုပေါင်း၁၀ဦးကျော်ရှိပြီးဒမတ်စကူးကျောင်းတည်ထောင်သူဖြစ်၎င်း၊လက်နက်ကိုင်ဖွဲ့စည်းများနဲ့ပူးပေါင်းနေသူဖြစ်၎င်း၊ရက်ွက်အုပ်ချုပ်ရေးမှုဖြစ်၎င်းထင်ရှားကျော်ကြားနေသည့်ဖြင့်မြို့ရအဖွဲ့စည်းကများအရေးယူခြင်းမရှိကြောင်းသိရပါသည်။ကျောင်းသူမိန်းကလေးငယ်များကိုမရင်မှုကျူးလွန်ခြင်း၊လေအမျက်ထုတ်ခြင်းကျူးလွန်ခဲ့သူဆိုင်းမြွန်းမြွန်းသည့်အသက်၄၈နှစ်အရွယ်ခန့်ရှိပြီးအိမ်တော်ကွဲထားသူတဦးဖြစ်ကား ကျောင်းသားကျောင်းသူများထားသည့်ဗောရာဆောင်အနောက်ဖက်၌မိသားစုဝင်များနေထိုင်ကြောင်းတားတူတမိတူရှိကြောင်းသိရှိရပါသည်။2021ခုနှစ်စစ်တပ်အာဏာသိမ်းပြီးနောက်မြောက်ရီမြို့အမှတ်၅ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြင့်ဝင်ရောက်လုပ်ကိုင်ကစစ်တပ်လက်အောက်ခံ BGF DGB ရဲ့ဖွဲ့အပါဝင်စစ်တပ်နဲ့အဆင်ပြေသောကရင်လက်နက်ကိုင်ဖွဲ့စည်းများနဲ့ပူးပေါင်းပြီးလက်နက်မောင်းကိုရောင်းဝယ်ခြင်းမြို့ရေးစေဝါဖြန့်ပြူးခြင်းပါဝင်ခြင်းပြည်သူ့စစ်ကောပြူစောထီးဖြင့်တာဝန်ယူခြင်းများကိုစိုက်ညွန့်ညွန့်ဦးကလှုပ်ဆောင်ရရှိကြောင်းသိရပါသည်။ ယခုအောက်တိုဘာလစပိုင်းအတွင်းဆိုင်းမြညို့ကျူးလွန်ခဲ့သောမရင်းနှင့်ပြည်ပိုင်းဆိုင်ရာမျက်ထွက်မှုများနဲ့ပတ်သက်၍မဲဆောက်တွင်ကိုင်းကားရှင်မိန်ကလေးငယ်ကသတင်းစာရှင်းလင်းပွဲပြုလုပ်ပြီးတရားမျှတမှုရရှိရေးစူးစမ်းနေတော်လဲလက်ရှိနိုင်ငံရေးခြေနေရဆိုင်းမြညို့ကိုအရေးယူနိုင်ခြင်းမရှိသေးကြောင်းသိရှိရပါတယ်ဆိုင်းမြညို့ကသူ၏ Facebook တွင်မမမအစွန်ရောက်တင်ကောင်းဝဲဝူရသူဝင်းကိုကိုလက်အပါဝင်ကရင်လက်လက်ကန်များနဲ့ရိုက်ကူးထားသောဓာတ်ပုံများကိုဝေဝေဆာဆာမျှဝေထားသည်ကိုတွေ့ရှိရပါတယ် ထိုင်းတွင်ပြည်သာကြခံပြီးတော့တရားမဝင်မြန်မာလူထုမှ49ဦးကိုစေယောစုထံသို့လွှဲပြောင်းကာလူငယ်များအင်ပြန်မရဘဲစစ်မှုထမ်းဖြင့်စစ်တပ်ကပုံမှန်ခေါ်ယူနေကြောင်းသိရပါတယ်။ထိုင်းနိုင်ငံတွင်အကြောင်းအမျိုးမျိုးနဲ့ပြည်သာကြခံကာလူရဲစိတ်တဲ့မြန်မာလူသား49ဦးကိုနိုဘာလ9ရက်ကထိုင်းအာဏာပိုင်တွေကစေယောစုတပ်ထံလွှဲပြောင်းပေးခဲ့တယ်လို့ထိုင်းနိုင်ငံရနောင်လူမှုကြည်ကြေးဌာနရဲ့ထုတ်ပြန်တဲ့စာရင်းအရသိရပါတယ်။မြန်မာနိုင်ငံသားအမျိုးသား33ဦး အမျိုးသမီးစစ်လေးဦးစုစုပေါင်း58ဦးကိုထပ်မံလွှဲပြောင်းပေးခဲ့တာဖြစ်သလိုယခုလိုနေရပြန်ပို့မှုက2025ခုနှစ်အတွင်း73ကြိမ်မြောက်ဖြစ်ပြီးယခုနှစ်အတွင်းနေရပြန်ပို့ခံရသူ1809ဦးရှိလာတာဖြစ်ပါတယ်မြန်မာနိုင်ငံတို့ပြန်လည်ပို့ဆောင်ခဲ့ရတဲ့ပြည်ထောင်စုခါမီတာမြန်မာရွှေပြောင်းအလုပ်သမားတွေကိုစစ်တပ်ကအထမစစ်မှုထမ်းစုဆောင်မှုများပြုလုပ်လျက်ရှိကြောင်းထိုင်းနိုင်ငံရောက်မြန်မာလူသမားရေးဆောင်ရွက်သူတူကပြောဆိုပါတယ် ရင်နောက်ဘက်ကပြန်ဖို့ခံရတဲ့အသက်18နှစ်ကနေအသက်35နှစ်အတွင်းလူငယ်တွေဘယ်သူမှအင်ပြန်မရောက်ကြပါဘူး။တခါတည်းစစ်မှုထမ်းခေါ်ခံရပါလေ။အဲ့ဒါကတော့ကျွန်တော်စီရောက်တဲ့စီးရင်တွေရောမိသားစုဘက်ကအကြောင်းကြားတာတွေရောတီးရတာပါ။ထိုင်းကလူစုဖာမီစစ်တပ်တွေစစ်မှုထမ်းပြန်ဖို့ပေးသူလို့တောင်ဖြစ်နေတယ်ဟု။ရင်နောက်အခြေစိုက်မြန်မာလူထုမှရေးကူရေးဆောင်ရွက်ပေးနေသူကရှင်းပြပါရတယ်။အခုလိုပြန်ဖို့ခံရတဲ့မြန်မာလူသားတွေတဲကစစ်မှုထမ်းအကျုံးဝင်တဲ့အသက်အရွယ်ရှိတဲ့လူငယ်တွေကိုစစ်တင်တန်းကြောင်းကိုပို့ဆောင်ခံရသူတွေရှိတယ်လို့ စစ်မှုမထမ်းစေနိုင်တဲ့မိသားစုဝင်တွေကငွေကြေးများစွာပေးပြီးရွေးထုတ်ခံရရလည်းရှိတယ်လို့ဒေသခံတွေစီကတီးရပါတယ်။အော်တိုဘားလ9ရက်နေ့ကလည်းထိုင်းနိုင်ငံတွင်ဖားစီထိန်းသိမ်းခံရသောမြန်မာနိုင်ငံသား90ဦးကရနောက်အောက်ခွန်စိတ်ခံတရားမှတဆင့်မြန်မာနိုင်ငံကော့တောင်းဘက်သို့ပြန်လည်လွှဲပြောင်းခဲ့ကြောင်းတီးရပါတယ်။ကော့ခရစ်မြုပ်နယ်ချီဖိုးဆန်ရွာသို့စစ်ကြောင်းထိုးလာသောစစ်တပ်ကိုဂျာပြတ်တိုက်ခိုက်မှုကြောင့်စစ်တပ်ဖက်မှ15ဦးခန့်တေဆုံးပြီးတရရှိလက်တင်းစီရရှိကြောင်းတီးရပါတယ်။ကရင်ပြည်နယ်ကော့ခရစ်မြုပ်နယ် ထီဖိုးဆောင်ရွာတို့စစ်ကြောင်းထိုးလာတော့အကြမ်းဖက်စစ်တပ်ကိုဂျမ်းဖြတ်တိုက်ခိုက်ရာစစ်တပ်ဖက်မှ15ဦးခန့်တေဆုံးပြီးတနက်ရှင်းလက်တင်းစီရရှိခဲ့ကြောင်းဒေသတွင်းစစ်တရင်ရင်းနှီးကပြောပါရယ်နိုဘာလ6ရက်နေ့တွင်ကွန်ကရစ်မြုပ်နယ်ထီဖိုးဆောင်ကြီးရွာကိုစစ်ကြောင်းထိုးလာတော့အကြမ်းဖက်စစ်တပ်ကိုတော်လိုင်းတပ်ဖွဲ့များကထီဖိုးဆောင်ကြီးရွာနဲ့ကွေမောင်းတိုင်းကြီးရွာကြားရှိစစ်မောက်ချမ်းတွင်ဂျမ်းဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါရယ်ထိုးတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်တပ်ဖက်မှ15ဦးတေဆုံးခဲ့ပြီးလက်နက်ရှင်းလက်တင်းစီရရှိခဲ့ကြောင်း ထိုတိတွေ့တက်ပွဲသည်နိုဘာလ9ရက်နေ့နံနက်ပိုင်းအထိဖြစ်ပွားနေဆဲဖြစ်ကြောင်းသိရပါတယ်။ထီဘိုးဆောင်ကြေးပေါင်းနဲ့ကွီမောင်တိုင်းကြေးပေါင်းကြားကကြက်မောက်ချံမှာမနေ့ကလည်းဖြစ်တယ်။ဒီနေ့မှလည်းလုံလည်းဖြစ်တယ်။တနက်ရှင်းလည်းရတယ်လို့သိရတယ်။စစ်ခွေးတွေကတနက်တွေကြံခဲ့တာပေါ့။ရန်သူတွေကတော့တော်တော်များတယ်။တေတာ15កောင်လောက်ရှိမယ်။ဒဏ်ရရတာတွေလည်းများတယ်။ဟုတ်ဒေတာတွေစေးတဲ့နေ့ရင်းတွေကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုဂလိုထူးပြူပါစစ်ကြောင်းတပ်မဟာတို့တပ်မဟာ9နဲ့တပ်မဟာခုံတို့ကပူးပေါင်းတိုက်ခဲ့ခြင်းဖြစ်ကြောင်း ထိတွေ့တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်းသိရှိရပါတယ်။အော်တိုဘားလပိုင်းမှာစတင်ပြီးအချမ်းမစစ်တပ်ကကွန်ကရစ်မြုပ်နေရာတွင်ကိုအင်အားအလုံးရင်းဖြင့်ထိုးစစ်ဆင်တက်ခိုက်နေတော်လဲ။စစ်မှုထမ်းတပ်သားတွေများကိုရှေ့ဆုံးမှထား၍တက်ခိုက်နေသောကြောင်းစစ်တပ်ဖက်မှထိခိုက်တည်ဆုံးမှုများပြီးအချိန်ချင်းတန်လဲဆုတ်ပြနေရကြောင်းစစ်ရေးတရင်ရင်းဖြစ်ကဆက်လက်ပြောဆိုပါတယ်။စစ်တပ်ရဲ့တူရောက်ရွေးကောက်ပွဲမဲထွက်ပေးရန်ချင်းချောက်မှု အကြက်ကြိုင်မှုများကို တိုင်ကြားနိုင်ပြီးထိရောက်စွာအရေးယူမည်ဟု NUG ကကြေညာလိုက်ပါတယ်။ စစ်တပ်၏အတူရောက်ရွေးကောက်ပွဲမဲထွက်ပေးရန်ချင်းချောက်အကြက်ကင်မှုများကိုတိုင်ကြနိုင်ပြီးထိရောက်စွာအရေးယူမည်ဟုအမျိုးသားညီရဲဆိုရ NUG ပြည်ထောင်စုနှင့်လူမှုကြည်ကြေးဌာနကကြေညာလိုက်ပါသည်အတူရောက်ရွေးကောက်ပွဲတွင်မဲထွက်ပေးရန်ချင်းချောက်အကြက်ကင်မှုများတိုင်ကြနိုင်ကြောင်းမိသူမဆိုပြည်သူလူထုကိုအတူရောက်ရွေးကောက်ပွဲတွင်မဲထွက်ပေးရန်ကြိုတင်မဲပေးရန်တနည်းနည်းဖြင့်ချင်းချောက်အကြက်ကင်ခြင်းသည်လူခွင့်ရေးချိုးပေါက်မှုရွေးကောက်ပွဲဆိုင်ရာအကြမ်းဖက်မှုကျူးလွန်ခြင်းဖြစ်သလိုဥပဒေနဲ့ညီဆွမ်းသောလူရဲလက်ဖြစ်ကြောင်း NUG ကကြေညာလိုက်ပါသည် ထို့ကြောင့်အတူရောက်ရွေးကောက်ပွဲတွင်မဲထွက်ပေးရန်ကြိုတင်မဲပေးရန်အတင်းကျပ်ချိန်ချောက်အကြံဉာဏ်များရှိပါကတက်တင်တဲ့တကအမျိုးသားညွေဆိုးရထံသို့တိုင်ကြနိုင်ကြောင်းတိုင်ကြရောင်းရင် Telegram တို့၎င်းတိုင်ကြနိုင်ပြီးတိလိုဒီများမေးမြန်းရန်နှင့်အကြံဉာဏ်တောင်းခံလိုပါကနေ့စဉ်ည၈နိုင်မှည၁၀နိုင်အထိ Telegram တို့ဆက်သွယ်မေးမြန်းနိုင်ကြောင်းသိရှိရပါသည်ရွေးကောက်ပွဲတွင်အတင်းကျပ်မဲပေးခိုင်းသည့်ပြစ်မှုထင်ရှားပါကအမျိုးသားညွေဆိုးရလေဖြင့်ပြစ်မှုကျူးလွန်သူများကိုဥပဒေနဲ့အညီထိရောက်စွာရည်ယူသွားမည်ဖြစ်ကြောင်း အယူကြီးပြည်ထဲနဲ့လူမှုကြီးကြေးဝန်ကြီးဌာနကကြေညာထားပါတယ်။ရွေးကောက်ပွဲမှာပါဝင်ပတ်သက်သူတွေအထူးသဖြင့်တော့အုပ်ကြီးတွေကိုတော့ကျွန်တော်ဘက်မှာတော့ပြစ်မှတ်ထားအရေးယူတာရှိတယ်။မယ်စီယန်ကောက်သူအားပေးကူညီသူတွေကိုလည်းပြစ်မှတ်ထားအရေးယူတာရှိတယ်။ကျွန်တော်အရေးယူတာကတော့မူဝါဒပိုင်းကတော့ရွေးကောက်ပွဲစတင်ရေးမူဝါဒပါပဲ။အရေးယူမှုပိုင်းကတော့ကိုတက်ဖွဲ့ရဲ့နီလန်းတွေနဲ့အရေးယူတာပါဟုဘကိုးတိုင်းအတွင်းမှာပျောက်ကြား local PDF တက်ဖွဲ့မှာပြန်ကြားတဲ့တော်ခါတူးကပြောပြပါပါတယ်။ မာရီယာအရှိတအရေးကြီးတဲ့နေရာကနေတော်လှန်ရေးတပ်တွေဆုတ်ခွာပေးရကြောင်းသိရပါတယ်။မာလီတိုင်းမာရီယာမြို့နယ်အရှိတန်းကအင်ဂျင်ဆိုင်လေးကြောင်းရံကားကိုရက်တက်နဲ့စေတော်ကြီးကြီးလောင်တမန်တို့ကိုစစ်တပ်ကတင်းယူသွားတယ်လို့ဒေသခံတွေစီကသိရပါတယ်။တဆယ်နှစ်ကုန်စစ်စင်ရဲ့ထွတ်တက်လိုက်မှာ MDYP တဲ့တင်းယူခဲ့တဲ့မရီယာမြို့နယ်အရှိချမ်းကစစ်တပ်ထိုင်းနေရာတွေကိုစစ်ကောင်စီတပ်ကဩဂုတ်လကစတင်ကပြန်လည်ထိုးစစ်ဆင်နေတာဖြစ်ပြီး တော်လှန်ရေးတပ်ကတင်းယူထားတဲ့မတရားအရှိချမ်းကအရေးကြီးနေရာနှစ်ခုကိုစစ်တပ်ကပြန်လည်တင်းယူသွားတာလို့သိရပါတယ်။နိုဘာလ6ရက်မနေ့မနေ့စစ်တပ်နိုင်ခွဲလောက်မှာစစ်တပ်ကစစ်ကြောင်း၃ကြောင်းနဲ့အင်ဂျင်နိုင်လေးကြောင်းយ៉ាងကာကွယ်တပ်စခါနဲ့စေတော်ကြီးကြီးလောက်တမန်တို့ကိုထိုးဝင်လာတာလို့သိရပါတယ်။ဒီနေရာနှစ်ခုဟာကက်လက်တီရှိတာပါ။တိုက်ပွဲ၃ថ្ងៃလောက်ဖြစ်ပြီးတော်လှန်တပ်တွေဘက်ကနေပြည်တော်ကပေးလိုက်ရတယ်လို့ဒေသခံတွေကပြောပါတယ်။ဒီနေရာဟာမရီယာမြုံနဲ့အရှိချမ်းအတွက်အရေးကြီးနေရာဖြစ်ပြီး လက်ရှိမှာစစ်တပ်ကအင်အားထောင်နဲ့ချီတုံးပြီးလက်ပြေတွေပြန်သိမ်းယူနေတာဖြစ်ပါတယ်။စစ်တပ်စစ်ကြောင်းနဲ့တပ်ပွဲတွေကြောင့်မရီယာမြို့နယ်အရှိချမ်းတနယ်လုံးစစ်ဘေးရှောင်နေရပြီးစစ်ဘေးရှောင်တွေရှိတဲ့ဘက်ကိုလည်းစစ်တပ်ကဒရက်ဆက်လေယာဉ်နဲ့ဘုံကျဲနေတယ်လို့သိရပါတယ်။